ထိုင်းနိုင်ငံခီးသွွားလုပ်ငန်းကြီးကြပ်ရေး TAT နဲ့ Asia လေကြောင်းတို့ပူးပေါင်းပြီးမိုးရသည့်ထိုင်းခီးသွွားလုပ်ငန်းမြင့်တင်ရေးအတွက်အိန္ဒိချင်းသုံးနိုင်ငံမှာ road show တွေလုပ်ပြီးထိုင်းနိုင်ငံကိုလဲပတ်ကြဖို့ဇူလိုင်20မှာပြောဆိုခဲ့ပါတယ်။မြန်မာ၊တရုတ်နဲ့ VNN သုံးနိုင်ငံကကုန်တိုက်တွေမှာ road show တွေလုပ်ပြီးထိုင်းနိုင်ငံမှာဈေးဝယ်ထွက်ကြဖို့နဲ့ Asia လေကြောင်းလိုင်းကလည်း August 1ရက်နေ့ကနေ November 30အထိလေရင်လက်မှတ်ဖိုးတွေကို20ရာခိုင်နှုန်းလျှော့ချသွားမယ်လို့ Jansen Square မှာပြုလုပ်တဲ့ပွဲမှာပြောဆိုခဲ့ပါတယ်။ Over the past five years, resistance from Myanmar to Thailand accounted for an average growth rate of 20%. In the previous year, 2013, there were over 173,000 tourists arrivals from Myanmar, representing plus 33%, and creating approximately 204 million US dollar in tourism revenue, or plus 38%. which is a very high growth rate အာရှဒေသအတွင်းဈေးဝယ်စင်တာကြီးတွေအများပြားရှိတဲ့ထိုင်းနိုင်ငံကိုမြန်မာပြည်ကတွားရောက်လက်ပတ်သူတွေဟာ2014မှာ20ရာခိုင်နှုန်းမြင့်တက်ခဲ့တာကြောင့်ခီးသွွားလုပ်ငန်းရဲ့ဝင်ငွေ33ရာခိုင်နှုန်းရှိလာတယ်လို့ဆိုပါတယ်။ AirAsia promotional fare to Bangkok will be available to book exclusively at this event Junction Square during 20th 21st 28th to 21st of July. 2014. The flights are 20% off all seasonal flights and can be booked for travel between the 1st of August till the 30th of November 2014. ဒီနေ့အတွင်းခီးသွားဝင်ငွေဒေါ်လာ1000ကျော်ရှိနေတဲ့ထိုင်းဈေးကွက်ကိုထပ်မံတိုးမြှင့်မှုအေရှားကပူးပေါင်းခဲ့တာဖြစ်ပြီးထိုင်းခီးသွားလုပ်ငန်းမြင့်တင်ရေးအတွက်ချင်းမိုင်းဖူခတ်ဟရိုင်းစတဲ့မြို့တွေကိုလေပတ်ကြဖို့မျှော်လင့်နေလို့ဆိုပါတယ်။အေရှားနဲ့ ပေါင်းပြီးတော့ဟိုအိုင်းနိုင်ငံမှာ shopping paradise အစီအစဉ်ရှိပါတယ်အဲဒီအစီအစဉ်မှာဒီပေါင်းပါဝင်လို့ဖြစ်ကုန်ပါတယ်ဗျာ